မုတ်စီကြော်လဲကြိုက်တယ်၊စီလဲကြောက်တဲ့သူတွေအတွက်စီနဲ့နဲ့လေးပဲသုံးပြီးတော့ကြော်လို့ရတယ်။မုတ်စီကြော်ကြော်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်။ကောင်းညင်မှုစံချိန်ကွက်နဲ့နှစ်ခွက်နို့စီဘူးနဲ့ဆိုရင်တဘူးရှိပါတယ်ရှင်။ဆံမုတ်ကိုတော့ထမင်းစားစွန်းနဲ့၃စွန်းလောက်ထည့်ပေးပါမယ်။ ကောင်းငဲမုတ်တမျိုးတည်းဆိုရင်တအားပြော့လို့ဆမ်းမုတ်လေးနည်းနည်းရောပေးတာဖြစ်ပါတယ်။ထညက်ခဲ30သားသုံးပါမယ်ရှင်။နှမ်းလော်ထမင်းစားစွန်းနဲ့နှစ်စွန်းမြေပဲဆန်အစိမ့်ထမင်းစားစွန်းနဲ့တစွန်းသုံးပါမယ်ရှင်။မြေပဲဆန်အစိမ်းကို ရေးဆေးပြီးတော့ဓာတ်နဲ့ခပ်ပပားလေးဖြစ်အောင်လို့လှိတာပေးလိုက်ပါမယ်ရှင်။ဦးရဲကိုထညက်ခဲတွေထည့်လိုက်ပါမယ်ရှင်။ ရေဦးတော့ဆန်းချိန်ခွက်နဲ့နှစ်ခွက်ထည့်ပါမယ်နိုးစီဘူးနဲ့ချိန်ပြီးထည့်မယ်ဆိုရင်တဘူးရှိပါတယ်ရှင်မီးလေးဖွင့်ပြီးတော့ထညာခဲတွေအားလုံးပြုံဝင်သွားတဲ့အထိကိုကြိုးပေးလိုက်ပါမယ်ရှင်ထညာခဲတွေအားလုံးပျော်သွားပြီဆိုရင်တော့ခဲတလဲလေးတွေမပောင်းလို့စကားလေးနဲ့စစ်လိုက်ပါမယ်။ပြီးရင်ဒီထညာရည်လေးကိုအအေးခံထားလိုက်ပါမယ်ရှင်။ ကောင်းငင်မုတ်သေးကိုအရသာအတွက်စားလေးအနည်းငယ်ထည့်ပေးပါမယ်ရှင်။အားလုံးတမတော်အောင်လို့မှွေပေးလိုက်ပါမယ်။ပြီးတာနဲ့ထညက်ရည်ကိုနည်းနည်းချင်းစီထည့်လိုက်မှွေလိုက်လုပ်ပေးပါမယ်ရှင်။ထညက်ရည်တွေအကုန်လုံးထည့်လိုက်ပါမယ်ရှင်။ ုံးနှစ်ကိုအဆိုင်အခဲလေးတွေလုံးဝမကျန်တော့ဘဲနဲ့ချောညက်သွားတဲ့အနေထားရတဲ့ထီကိုမှွေပေးရပါမယ်ရှင်။အခုလိုမျိုးမုတ်ရည်ကချောချောညက်ညက်လေးဖြစ်သွားပြီဆိုရင်တော့မုတ်သားလေးနှက်သွားအောင်လို့အဖုံးလေးအုပ်ပြီးတော့နိုင်ဝမ်းမိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။ဒါလေးကတော့မိနစ်20လောက်နှက်ထားပြီးတဲ့အနေထားလေးပါ။ခုနကတော့ကလှီးထားတဲ့မြေပဲဆန်အစိမ်းကိုထည့်လိုက်ပါမယ်ရှင်။ နှမ်းလော်နှစ်စွန်းထည့်လိုက်ပါမယ်။မြေဘဲဆန်အစိမ်းနေရာမှာ မြေဘဲလော်ကိုမညက်တညက်လေးထောင်းမိထဲလို့လဲရပါတယ်ရှင်။ကိုကဂျင်းလေးနဲ့ကြိုက်တယ်ဆိုရင်ဒီနေရာမှာဂျင်းလေးကိုမညက်တညက်လေးထောင်းပြီးတော့နည်းနည်းလေးထည့်ပေးလို့ရပါတယ်။မုတ်ရည်ကတအားလဲမပြေတအားလဲမကျဲတဲ့အခုလိုမျိုးအနေထားလေးဆိုရင်အဆင်ပြေပါတယ်ရှင်။ CEO တော့ထမင်းစားစွန်းနဲ့တစွန်းစာကိုပကံနဲ့ထည့်ထားပါတယ်။ အိုးထဲကိုစီလေးနည်းနည်းလေးတုပ်ပေးပါမယ်ကျမတို့ကြတော့မုတ်စီကြော်လဲတအားကြိုက်တယ်ဒါပေမဲ့စီအများကြီးနဲ့ကြော်ပြီးတော့ရွှဲနစ်နေတာမျိုးလဲမကြိုက်တဲ့အတွက်စီနည်းနည်းလေးနဲ့သုံးပြီးတော့မကတ်အိုးနဲ့ကြော်မှာဖြစ်ပါတယ်ဒီနည်းလေးတိုင်းကြော်ခြင်းနဲ့ဆိုရင်တော့မကတ်အိုးလေးတစ်လုံးရှိဖို့တော့လိုအပ်ပါတယ်ရှင်မီးအားကိုလည်းအနည်းဆုံးထားထားပေးရပါမယ်ရှင် စီအများကြီးမတုံးတဲ့အတွက်မီးအားများလို့မရပါဘူးမီးအားများတာနဲ့သူကစီအထိမ်းမရှိတဲ့အတွက်မုတ်သားကတအားကြီးတူးသွားတတ်ပါတယ်အဲ့တော့မီးအားနည်းနည်းလေးနဲ့ပဲမျက်နှာပြင်လေးအကုန်လုံးကြက်သွားအောင်လို့ကြော်ပေးရပါမယ်ရှင်ဒီမုတ်သားရဲ့မျက်နှာပြင်လေးအားလုံးကြက်ပြီးတော့အယောင်လေးရလာပြီဆိုရင်တစ်ဖက်ကိုဇွန်လေးနဲ့ခပ်ဖွက်ဖွက်လေးထိုးပြီးတော့လှန်ပေးပါမယ်ရှင် ကောက်ညင်းသားကခပ်ပါပါလေးဖြစ်တဲ့အတွက်အချိန်ကြာကြီးပေးပြီးတော့ကြော်စရာမလိုပါဘူးရှင်ကိုကပုံမှန်မုတ်စီကြော်လို့ပဲစီမြများနဲ့ကြော်တာကြိုက်တယ်ဆိုရင်တော့စီမြုပ်အောင်ထည့်ပြီးတော့ကြော်လို့ရပါတယ်။အခုနီလေးကတော့စီကြောက်တတ်တဲ့သူတွေအတွက်ကြော်ဖို့နီလန်းလေးဖြစ်ပါတယ်။ဒီဘက်တစ်ချမ်းကိုလည်းကြက်သွောင်းအောင်လို့ခဏလောက်ကြော်ပေးပြီးပြီဆိုရင်တော့ဆဲထုတ်လိုက်လို့ရပါပြီရှင်။ ကောင်းညင်းနိုးစီဘူးတပူးကိုကြော်တာမုတ်ချက်6ချက်ရပါတယ်နောက်ဆုံးတစ်ချက်ကတော့ခတ်တေးသေးပဲရပါတယ်ရှင်ကိုကအနာသားကျွတ်ကျွတ်လေးကြိုက်တဲ့ဆိုရင်တော့စီမြမြလေးနဲ့ကြကြလေးကြော်ပေးမှအဆင်ပြေပါမယ်။အခုလိုမျိုးစီနဲ့နဲ့နဲ့ကြတော့သူကမုတ်သားကကျွတ်ကျွတ်လေးတော့မရဘူး။ခက်ပြော့ပြော့အနေထားပဲရပါတယ်။ ဒါကတော့စီနဲနဲလေးနဲ့ကြော်ရတာဖြစ်လို့ကျမ်းမာရေးအတွက်လည်းကောင်းတယ်။စားပြီးပြီဆိုရင်လည်းလယ်ဘေးမှာစီတွေအစ်ပြီးတော့ကြံမနေပါဘူး။အရာသာကလည်းကောင်းညင်းသားပြော့ပြော့လေးနဲ့ထညက်ချူချူလေးနဲ့စားရတာဆိုတော့စားလို့အရန်ကောင်းပါတယ်ရှင်။မုတ်စီကြော်လဲကြိုက်တဲ့စီအများကြီးလဲမစားကြတဲ့သူတွေဒီလိုမျိုးလေးကြော်စားကြည့်ပါရှင်။ အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်